ဂါဇာသို့လျှက်စစ်တပ်အပေးပို့မှုအစ္စရေးဖြတ်တောင်းဂါဇာကိုလျှက်စစ်တပ်အပေးပို့မှုအစ္စရေးလျှက်စစ်ကော်ပိုရေးရှင်းဖြတ်တောင်းလိုက်ကြောင်းအစ္စရေးဘက်ကပြောကြားလာတာကို CMM သတင်းမှရေးသားထားပါတယ်ဂါဇာကမ်းမြောင်ဒေသမှာလျှက်စစ်တပ်အပေးနေမှုကိုချက်ချင်းရဖို့အမိတ်လက်မှတ်ရေးထိုးလိုက်ကြောင်းအစ္စရေးစိုင်းဝင်ကြီးဌာနကအတည်ပြုပြောကြားထားတာဖြစ်ပါတယ် ထပ်ပြီးတော့သစ္စာခင်တွေအားလုံးကိုပြန်လှုပ်ပေးရတဲ့အတွက်လဲအထူးကထားကန်တွေဖြည့်ရှင်းသွားမှာဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်ကပြောကြားထားပါတယ်ဘာသာကိုရောင်းချတဲ့လျှက်စစ်ဖြတ်တောက်ဖို့ Israel စွမ်းအင်ဝန်ကြီးက Israel လျှက်စစ် Corporation ကိုစာဖို့ပေးခဲ့တာဖြစ်ပါတယ်။လျှက်စစ်မီဖြတ်တောက်မှုတရားမှုကဘလောက်ထိရှိမယ်ဆိုတာမကွဲပြားသေးပေမဲ့ဂါဇာကတောင်းရီထုတ်လုပ်တဲ့စက်ရုံတွေကတော့ဒီလျှက်စစ်မီနဲ့ထုတ်လုပ်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်းပါလက်စတိုင်းနှစ်တန်းကျော်ရှိတဲ့ဂါဇာဒေသကိုပြစ်စည်းပို့ပေးတဲ့လမ်းကြောင်းတွေအစ္စရေးဘက်ကဖျက်တောက်ခဲ့ပါသေးတယ်။နောက်တစ်ခါဖျက်တောက်မှာကတော့ရင်းနှီးလျက်ဆဲဖြစ်တယ်လို့အစ္စရေးကပြောထားပါတယ်။၂023ခုနှစ်အောက်တိုဘာလ9ရက်ကစတင်ခဲ့တဲ့ဟမ်မတ်တို့တိုက်ခိုက်မှုအပြီးမှာအစ္စရေးဘက်ကဂါဇာကိုလျှက်စစ်တပ်အားဖျက်တောက်ခဲ့ပြီးလူပေါင်း1200ကျော်သေဆုံးက252ဦးကိုတစ်စက္ကန့်အဖြစ်ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတဲ့ဟမ်မတ်တို့တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဂါဇာကိုပြစ်မှတ်ထားပြီးလျှက်စစ်တပ်အားနဲ့နေရောင်ကြီးစွမ်းအင်ကိုအဓိကအားထားပြီးအစ္စရေးဘက်ကတိုက်ခိုက်နေတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။